အလားအလားဝင်မင်္ဂလာပါဒီကြဲဝဲမြန်မာ channel ကနေကျေစုပါရခင်ဗျာကျွန်တော်ဒီနေ့တော့ color chain တာလေးလုပ်ကြည့်မယ်နော်ဒီလိုလေးပေါ့နော်ခုဆိုရင်ကျွန်တော်က by chain တာလဲဆိုနှခမ်းနေရောင်ပြောင်းလာတယ်စပင်လဲရောင်ပြောင်းလာတယ်အင်ကြီးလဲရောင်ပြောင်းလာတယ်ပေါ့နော်အဲ့ဒါတွေကကျွန်တော်တို့ဒီမှာအလွယ်နည်းလေးနေရှောက်လုပ်ကြည့်မယ်ပေါ့နော်ဆိုတော့ကျွန်တော်ဒါလေးကောလုံးဖြတ်ချလိုက်မယ် ပြီးရတယ်ကျွန်တော်တို့ဘာရင်လုပ်မလဲဆိုတော့နှကန်းနေပေါ့နော်နှကန်းနေဆိုမယ်ဆိုရင်ကျွန်တော်တို့ဒီမှာနှကန်းကို selection ပေးဖို့လဲ server ဆီစစ်တို့ကတော့ဒီမှာပန်တူလေးနဲ့ပေးပေါ့နော်ပန်တူလေးရဲ့ပုံကောင်းပါတယ်ဗျာကျွန်တော်ကတော့ဒီမှာ object selection tool ကနေပြီးတော့ဒီ option bar နဲ့ကျွန်တော် lasso tool လေးယူပြီးတော့ဒီနှကန်းလေးကိုဒီတော့ဒီလိုမျိုးလေးဝိုင်းယူလိုက်မယ်တူကတော့ object က လုပ်ပေးသွားတဲ့အတွက်တော်တော်ဆင်ပြေတယ်ပေါ့နော်ဆိုတော့ဒီလိုပြီးသွားတာနဲ့ကျွန်တော်ဘာလုပ်မလဲဆိုတော့ဖေးသားပေးလိုက်မယ် file လောက်ပေးထားလိုက်မယ်ပေးထားတဲ့ကျွန်တော်တို့ဒီမှာ control j ဆိုလေယာပွားထားလိုက်မယ်ဘာလို့ပွားထားလဲဆိုတော့ control j နဲ့လေယာပွားထားခြင်းအပြင်ကျွန်တော်တို့ဒီပုံမှာပဲတက်ရောက်မှုရှိတဲ့ပုံမထိခိုက်ဘူးပေါ့နော်ဆိုတော့အဲ့ဒါဆိုရင်ကျွန်တော်တို့ဘာနဲ့လုပ်မလဲဆိုတော့ တခန်းတွေကအဟိုးန်ဆလစ်ဆလူရှင်းနဲ့တုံးလဲရတယ်ဒါပေမဲ့ကျွန်တော်တို့ဒီမှာ solid color နဲ့တုံးမယ်ဗျာနော်ဆိုတော့အနေရောင်လားပန်းရောင်လားဘာရောင်လဲပေါ့အနေရောင်ပေါ့တရောင်လေးရဲရဲလေးယူလိုက်မယ်နော်ဆိုတော့ okay ပေးလိုက်မယ်ပြန်ကျွန်တော်တို့ဒီမှာ regulate chain နဲ့ပြီးတော့ critical pin max ကိုအားရ chain နဲ့လိုက်မှာဒီမှာနှကန်းရရပြီเนาะဆိုတော့အဲ့မှာမှကျွန်တော်တို့ဒီ landing mode ကနေပြီးတော့ကျွန်တော်ဒီမှာ multiplying ကိုတစ်ချက်ရွေးလိုက်မယ်။ဒါဆိုရင်နှကန်းဒီကဆိုးလိုက်တဲ့ဥစားကြီးကဒီရောင်ပြန်မှုတွေတိတ်မရှိသေးဘူးဖြစ်နေ။အဲ့ဒါဆိုဘယ်လိုလုပ်မလဲဆိုတော့ regular တစ်ချက်နေပြီးတော့ဒီမှာ blending option တွေကိုတစ်ချက်ဝင်လိုက်မယ်။ဝင်ပြီးတော့မှကျွန်တော်တို့တရားနေတကောင်လေးပေါ့ဒါလေးတွေကစားရမယ်ပေါ့နော်။ဒီလိုကြီးကစားရဆိုတော့တော့အဆင်မပြေဘူး။ အဲ့တော့ကျွန်တော်တို့ဒီမှာ order တစ်ချက်ဖိပြီးတော့ဒီမှာတချမ်းခွဲပြီးတော့ဒီဘက်တချမ်းလေးကိုကျွန်တော်ဒီလိုလေးယူလိုက်ဒီဘက်ကလည်းတချမ်းလေးကိုဒီလိုလေးလေးဆွဲယူလိုက်ဒါဆိုရင်အဲနှခမ်းရဲ့ဒီမှာရောင်ပြန်လေးတက်လာပြီနော်အဲထပ်လို့ရှင်တရားဆိုရင်ဒီမှာပေါ့နော် okay ဒါဆိုရင်နှခမ်းရဲ့အရောင်လေးတွေတဲ့ဒီဘယ်လိုပြောမလဲလိုက်တယ်ပေါ့နော်လိုက်တယ်အရေးအရေးလေးတွေထွက်လာတာပေါ့နော် ဒါမှမထွက်သေးဘူးဆိုရင်ကျွန်တော်တို့ကဒီမှာနည်းနည်းလေးနေယူလိုက်မယ်ဒါမှမဟုတ်ရင်ကျွန်တော်ဒီမှာ screen ပြောင်းကြည့်မယ် screen screen ဆိုရင်တော့ဒါသူ့ရဲ့မွေးရောင်ရည်လားမသိနော်မဟုတ်ဘူးနော်ဆိုတော့ screen ပြောင်းလိုက်တော့ဒီအယောင်ဖြစ်သွားတယ်ဒါဆိုကျွန်တော်တို့ဒီမှာအယောင်ပြန် change ကြည့်လို့ရတယ်နော်ဆိုတော့ဘာအယောင်လဲပေါ့နော်အဲနှခိုင်းရဲ့အယောင်ပါဒီမှာကျွန်တော် solid color အဲ့ဒါအဲ့ဒါတစ်ခုကောင်းတယ်ကိုလိုချင်တဲ့အယောင်ကိုဒီလိုမျိုး ရောင်းယူလို့ရတယ်ဆန်တရောင်လေးလဲလာပါတယ်နော်ထားတရောင်လေးထားလိုက်ထားကြည့်မယ်အနေရောင်လေးလိုချင်တယ်ဆိုရင်လဲရတယ်ဆိုတော့ကျွန်တော်တို့ကတကယ်လို့ဒီရောင်ကိုကျွန်တော်တို့ဒီမှာအနေနဲ့တော့ပြီးတော့စတန့်ပြီးတော့မှကျွန်တော်တို့ဒီမှာဘာလုပ်မလဲဆိုတော့ first situation လေးနဲ့ဒီမှာဒီလက်ကလေးတစ်ချက်ထောက်ပြီးဒီကာလာကိုကျွန်တော်တို့ယူပြီးတော့ကစားကြည့်အောင်နော်ဒီလိုရလာတော့နော်ရတော့ရတယ်အဲဒီလိုလေးပါနော် ဒီလိုလေးမှာအနိဘက်ဝင်နေယူကြတာကြည့်မယ်အဲပြဿနာမရှိဘူးဟိုမှာသူအရောင်တွေပေးအရောင်တွေပါဝင်ကုန်တယ်ဒါပေမဲ့ပြဿနာမရှိပါဘူးနော်အဲอืมဒီလိုလေးပေါ့ဆိုတော့ဒီအရောင်ကိုကျွန်တော်တို့ကတခြားကိုမတက်ရောက်ခြင်းဒီမှာပဲတက်ရောက်ခြင်းတယ်ဆိုရင် order တစ်ချက်ဖိပြီးဒီနှစ်ခုကြားထဲမှာကျွန်တော်တို့ဒီမှာ clip mat လေးချပေးလိုက်မယ်โอเคဒါဆိုရင်ဒီမှာပဲသူတက်ရောက်နေပြီ โอเคဒါကတော့နှကန်းကိုအရောင်ပြောင်းတာပါနော်သူ့ကိုလည်းကျွန်တော်တို့ဒီမှာ planting option ထဲမှာတွားပြီးတော့ဒါလေးနည်းနည်းကစားပေးလိုက်မယ်ဒီလောက်ထိဆွဲသွားရင်ရောโอเคဒါမှနှကန်းရဒီမှာအဲရောင်ပြန်လေးလေးလာမယ်သူ့ရဲ့မူလအရောင်ဖြစ်နေလားတခြားတစ်ချက်မိတ်ကြည့်မယ်နော်အာမတူပါဘူးနော်မူလအရောင်နဲ့တခြားစီပါပဲနော် โอเคဒီရောင်လေးနဲ့ပန်းရောင်လေးပါနော်ဆိုတော့သူ့အင်ကြီးပန်းရောင်ကိုလည်းကျွန်တော်တို့အရာပြောင်းမယ်ပေါ့နော်ဆိုတော့ဒါဆိုရင်မူလလေယာသူ့ရဲ့လူလေယာကိုပြန်လာပြီးတော့အင်ကြီးလေးကိုပါလုံးမလဲဆိုရင်ဆက်လက်ပေးရမယ်ကျွန်တော်ဒီ lasso tool လေးနဲ့ပဲ obvious object selection lasso tool လေးနဲ့ပဲရယူလိုက်မယ်โอเคဒီလိုယူလိုက်မယ်တစ်ချက်ပြီးွားဒီမှာ ကျွန်တော်တို့ဒီမှာ နှစ်ထပ်နေရာမှာရှင်းရမယ်ဒါမှမဟုတ်ရင်ကျွန်တော်တို့ဘာလို့ရမလဲဆိုတော့ shit နှိပ်ထားပြီးတော့ဒီလိုအရီပါစာလေးတောင်းလေးထဲမှာအပေါင်းလက္ခဏာလေးပေါ်နေဖို့လိုတယ်နော်အဲ့ဒါမှကျွန်တော်တို့ကတရားနေပြီးတော့ကျွန်တော်တို့ဒီလိုမျိုးလေးယူလာမယ်ဒီလိုမျိုးလေးယူလာမယ်ဒီလိုလေးယူလာမယ်ဒီအင်းကြီးလေးကိုပါကျွန်တော်တို့ဒီလိုမျိုးလေးယူလာမယ်ဒီလိုလာမယ်လာပြီးတော့ဒီမှာ စမနဲ့စမန်တထိပ်ပေးလိုက်မယ်โอเคဒီလိုရပြီဒါဆိုကျွန်တော် regular တစ်ချက်နိုင်မယ် feather 5ပေးမယ်โอเคပြီးရင်ကျွန်တော် control g ပါပြောင်းလိုက်မယ်ပြီးရနဲ့ select color တွဲယူမယ် oi sorry ရတဲ့ပြဿနာမရှိဘူးเนาะ select color ယူလိုက်မယ်โอเคပေးလိုက်မယ်ပေးတယ်เนาะအရင်ပြောင်းလိုက်အောင်မယ်ပြောင်းအောင်လေးထားမယ်โอเคပြီးရနဲ့ကျွန်တော်ဒီမှာ လပ်ဘက်မှာကိုအော်ဒါဖိပြီးတော့ဒီမှာမြားကောင်းလေးနဲ့ခြားမလားဒါမှမဟုတ်ရက်ကလစ်နဲ့ပြီးတော့မှဒီမှာဂရိတ်ကလပ်ဘက်မှာကိုယူမလားပေါ့နော် so okay ဒီမှာကျွန်တော်တို့ selection မှာဒီနေရာမရောက်ဘူးဖြစ်သွားတယ်နော် selection ကဒီနေရာမရောက်ဘူးဖြစ်သွားတယ်ဆိုတော့ကျွန်တော်တို့ကအဲပုံမှာ selection ဒီနေရာကိုမရောက်လို့ဒီလိုဖြစ်သွားတာပါဆိုတော့ ရှင်တော်တရားကိုပြန်ယူအောင်လို့ဖြစ်နေနော်ဆိုတော့ကျွန်တော်တို့ပြန်ယူမှဖြစ်မယ်နော်ဒါဒီတိုင်းမရအောင်ဟောဆိုရင်ကျွန်တော်တို့ဒီဒီလေးရအောင်ခဏတစ်ချက်ဖြတ်လိုက်မယ်ဖြတ်ပြီးတော့မှဒါကိုမျက်စိခဏမိတ်ထားပြင်ပြီးတော့မှတအင်းကြီးကိုတစ်ခါပြန်လုံမယ်ဘယ်လိုဖြစ်သွားလဲမသိဘူးနော်တရားနေပြီးတော့ကျွန်တော်ဒီလိုမျိုးယူလိုက်မယ် ပြီးတော့မှဒီလိုမျိုးပြန်သွားမယ်ဒီမှာဆက်ပေးလိုက်မယ်โอเคအဲ့လိုဖြစ်သွားတာနော်ဆိုတော့ကျွန်တော်ဒီကနေဒီလိုပြန်ပြီးယူလိုက်မယ်ဒီလိုဝိုင်းလိုက်မယ်အဲ့ဒါကိုကျွန်တော်ကမကြည့်မိလိုက်လို့ဒီလိုဖြစ်သွားတာတော့နော်ဒီလိုလေးပါโอเคပြန်ထိလိုက်ဆိုဒီကောင်ထိပါယူအောင်ပါနော်โอเคဒီလိုယူအောင်ပါဒါဆိုဒီမှာအရတကပြည့်သွားပြန် ဒီလိုဒါလေးလည်းပြန်ယူရမယ် Okay ဒါတွင်ရပြီပြီးရင်ကျွန်တော်တို့ဒီမှာအမ်ဒီအပေါင်းလက္ခဏာလေးပေါ်နေတဲ့အချိန်မှာဒီလိုမျိုးဆွဲယူမယ်ဒီလိုသွားမယ်ပေါ့နော် Okay Okay ဒါဆိုရပြီ login name ပဲ ပြဲ့တာပေးမယ်သူနည်းနည်းများဝါလားမသိဘူးเนาะကျွန်တော်3လောက်ပဲပေးလိုက်တော့โอเคပြီးတာနဲ့ control j ပေးလိုက်မယ်ပြီးတော့မှကျွန်တော်တို့ဒီမှာဒါလေးဖွင့်မယ် create clipping mode ချက်ယူမယ်နော်ပြီးရနဲ့ကျွန်တော်ဒီမှာ multiply ကိုယူလိုက်မယ်โอเคနော်ဆိုတော့ကျွန်တော်တို့အဲ့ဒါပြီးပါရင်ဘာလုပ်မလဲဆိုတော့ဒီမှာအာ ာဘလန်ဒင်း option တွားပြီးတော့ကျွန်တော်ဒီမှာ order လေးကိုဖိဖိဒီနှစ်ခုခွဲထုတ်ပြီးဒီမှာပြန်ကစားမယ်နော် okay ဒီရောင်လေးလွှင့်ချင်တာဒီလိုလေးဒါမှသူကအရင်အစ်စ်လို့ပုံစံလေးဖြစ်အောင် okay ပါဒီလိုလေးပေါ့နော်ဆိုတော့ကျွန်တော်တို့ဒီမှာပါကြံနေလဲဆိုတော့နောက်တစ်ခုရောင်ပြောင်းဖို့အတွက်သပင်းကြံနေတာပေါ့နော်သပင်းကိုဘယ်လိုလုပ်မလဲဆိုတော့ဒီမှာ quick selection tool လေးနဲ့ သုံးကြည့်မယ်ဒီစပင်လေးကိုဒီလိုမျိုးလေးကျွန်တော်တို့ quick selection tool လေးနဲ့ဒီလိုယူလာမယ်ဒီလိုမျိုးယူလာမယ် okay ဒီအောက်ကတော့ပြဿနာမရှိတော့ဘူးဒီဘက်မှာအဲပြီးရင်ကျွန်တော်တို့ကအဲဒီမှာတော့အပေါင်းလက္ခဏာလေးနေရာမှာထားရမယ်ကျွန်တော်ဒီကနေတစ်ခါထပ်ဆွဲမယ်ဆိုတော့ဒီမှာကပြဿနာကအာရတဲ့ဒါတရားပန်းကန်နော်တရားစပင်ဆိုတော့ဒီမှာကျွန်တော်တို့ပါလောက်အောင်လဲဆိုတော့ဟော လေယာမန်းနေရာလေးမှာပဲတစ်ချက်နည်းနည်းလောက်ရမယ်ဆိုတော့ကျွန်တော်ဒီမှာအဲ slot in mat ထဲမှာသွားပြီးတော့မှတကယ်ကျွန်တော်တို့မလိုတဲ့ဟာလေးတွေကိုနည်းနည်းတက်တက်တက်တောက်ရှာလောက်လိုက်မယ်နော်ဆိုတော့ကျွန်တော်ဒီမှာကာဆာဝိုင်းရကြီးနေတဲ့ order ကိုဖိပြီးတော့အာလက်သရွယ်လေးနဲ့ပေါ့နော် reckling တစ်ချက်နှိပ်ဒီလိုဆွဲဆွဲပြီးတော့တေးလိုက်မယ် okay ပြီးွားရင်ကျွန်တော်ဒီမှာအာမလိုချင်တဲ့ဟာလေးတွေလိုက်ပြီးတော့ဒီလိုမျိုးလေး အဲဒီလိုမျိုးလေးလိုက်လို့လိုက်မယ် ay sorry နည်းများပါဘီအဲဒီလိုမျိုးလေးလိုက်လို့လိုက်မယ်အဲဒီလိုလေးပါနော်တော်တော်ဆိုရပါဒီမှာမြောင်းမြောင်းပါပြီနော်အဲ့လိုမြောင်းလိုက်ဒီမှာကျွန်တော်တို့ဒီမှာဟော selection ပြန်နှုတ်လို့ရတဲ့ဟာလေးရှိတယ် ဒိုလေး selection ပြန်နှုတ်မယ်ပြန်ဒါပြန်ယူမယ်ဒီနားမှာဒီနားမှာ okay okay အဲပြီးရင်ကျွန်တော်ဒီမှာဆွဲချလိုက်မယ်ဒီအောက်ဆွဲချလိုက်မယ်ပြီးရတယ်ကျွန်တော်ဒီမှာဘာလုပ်မလဲဆိုတော့အဲ ဒီမှာ smooth refer တာပေးခြင်းနဲ့ပေးလို့ရတယ်နော်ကျွန်တော်မပေးတော့ပြန်ဆက်ဆောက်လိုက်မယ် okay ပေးလိုက်မယ်ပြီးရနဲ့ဒီမှာဒီစပင်ရဲ့အရာကိုပြောင်းဖို့အတွက် control j ပြောင်းခြင်းနဲ့ပြောင်းမပြောင်းခြင်းနဲ့ကျွန်တော်ဒီမှာ select ထဲမှာရှိနေတဲ့အတွက်အဟဟို who a solution လား color balancing လားဘယ်လိုလုပ်မလဲပေါ့နော် color balancing နဲ့လည်းရတယ်ဒီမှာအရာကို ိုကြိုက်တဲ့យ៉ាងလေးထားလို့ရတယ်ဒီလိုလေးလောက်လိုက်မယ်โอเคဆိုတော့ဒီမှာ color pen လေးနဲ့ထားလိုက်ပြီဒီမှာသပင်ကအယောင်အတိမရောက်ဘူးခင်နေတယ်ဆိုတော့ကျွန်တော်တို့ကဘာလုပ်မလဲဆိုတော့တရားလေးနှိပ်ပြီးတော့ဒီမှာအယောင်ကကိုလိုက်ကြိုက်တယ်လို့ပြောလို့ရတယ်โอเคပြီးသွားရင်ဒီမှာကျွန်တော်တို့ကဘာလုပ်လဲဆိုတော့အော်အမရောက်သွားတဲ့အတွက်ဒီကောင်လေးကို ဘရက်လေးနဲ့ဒီနားလေးမှာနည်းနည်းဒီပုံလေးပေါ့နော်ဒီလိုပြီးတော့အာ sorry ဒီလိုလုပ်လို့မရအောင်နော်ဒါဒါဒီလိုအဆင်မပြေပါဘူး control set ကျွန်တော်ဒီမှာမရောက်ဘူးဖြစ်သွားတာခုနတော့ငါဆိုတော့ကျွန်တော်တို့ဒီမှာ enter clip ပြန်နဲ့ဟောဒီမှာပြန်သွားလို့ရရနော်ဆိုတော့ကျွန်တော်ဒီမှာ selection ပြန်ပြီးတော့ ခုနမရောက်ခဲ့တဲ့နေရာလေးပါနော် i sorry ဒါများပါကြီး control z တစ်ချက်ပြန်စုံမယ်ဒါလေးပဲပြန်ယူမယ်ပြီးရင်ကျွန်တော် okay ပြန်ပေးလိုက်မယ်ဆိုတော့ကျွန်တော်ဒီမှာပြန်ကစားလို့ရပြီနော် တော့ဒီကောင်မပါလာဘူးဒါလေးပပလာဘူးဆိုတော့အဲပါပြီနော်ဒီကတော့ဒီတခါတော့ဆိုတော့ကျွန်တော်တို့ပြန်လောက်လိုက်မယ်ဆိုရင်ဒီ selection တိုင်းထားပြီးတော့ ဒီကနေ control J ပွားလိုက်မယ်ဗျာပွားပြီးတော့မှကျွန်တော်ဒီမှာ solid color နဲ့ပဲအောက်လိုက်တော့မယ်ဒီကောင်ကြီးကိုဒီကောင်ကြီးကိုယူတော့ဒီကောင်ဖြတ်လိုက်မယ်ဒီမှာ solid color နဲ့အောက်မယ်အာပြီးရင်ကျွန်တော်တို့အရာကနောက်မှချိန်လဲရတယ်ပြီးရင်ကျွန်တော်တို့ဒီမှာ clipping မဲ့လေးအောက်ပေးလိုက်မယ်ပြီးရင် မာမတ်တီပလိုင်းကိုပြောင်းလိုက်မယ်โอเคပြီးရင် blending option ချက်သွားမယ်ဟိုတားလေးဖိပြီးတော့တကောင်လေးကစားကြည့်မယ်နော်အဲကျွန်တော်ကလုတ်ရတာပါဒီမှာ selection ကိုကြာကြာနာနာယူလို့ရတယ်เนาะဒီမှာနည်းနည်းလေးကြံတဲ့ဟာလေးကိုကိုပြန်လုပ်ယူလို့ရပါတယ်ကျွန်တော်တို့ဒီဇိုင်းလေးလုတ်လိုက်မယ်ပြီးရင်ကျွန်တော် overlay လေးနည်းနည်း show လိုက်မယ် โอเคပါโอเคအဲ့ဆိုရင်ကျွန်တော်တို့ဒီမှာဖြတ်ထုတ်လို့ဖြတ်သွားတယ်โอเคยาวကျွန်တော်တရားနေချိန်လို့ရတယ်နော် ိုကြိုက်တယ်လို့ရောင်းချေယူရတယ်အရောင်ကစားတဲ့နေပေါ့နော်ဒါသပင်ရောင်းဆိုးတဲ့နေအသားရောင်နေလည်းပဲအဲ့လိုမျိုးပဲပြောင်းလို့ရပါတယ်ခင်ဗျဒါကတော့ဒါတနေပေါ့နော်အဲနောက်ဗီဒီယိုမှာတော့ဘာလာမလဲဆိုတော့ကျွန်တော်ဒီတဲ့ကနေပြီးတော့ဒီဒီစတင်လေးတွေနဲ့ကျွန်တော်တို့ ဟိုဗော graphic design လေးဒီအဲလောက်ရမှာဖြစ်ပါတယ်အခုတော့ဒီ video လေးကိုတော့ဒီလောက်ပါပဲအလုံးမဲ့အကျိုးရှိလိမ့်မယ်လို့မျှော်လင့်ပါတယ်တချို့ကျဒီမျက်လုံးတွေလို့တော့ကျွန်တော်ကမကြိုက်ဘူးဗျာနော်မျက်လုံးတွေပါလုပ်လို့ရတယ်အဲကိုယ့်ရဲ့သဘောပါပဲဗောနော်ဒီမှာ selection လေးကျွန်တော်နည်းနည်းလိုအပ်သွားတယ်အဲ့အတွက် sorry ပါနော်ကိုယ့်ကကိုယ်ပဲစိတ်တိုင်းကြဖြစ်အောင်လုပ်ကြည့်ပါနော် ဆိုတော့ပြီးွားရင်ကျွန်တော်တို့ဒီတိုင်းကြိုက်ပြီဆိုလို့ရှိရင်တော့ဒီမှာအမ်ပရတန် email နဲ့ပေါင်းထလိုက်ပြီးတော့မှကျွန်တော်တို့ save လို့ရပါတယ် save မယ်ဆိုရင် save တဲ့သွားပြီးတော့ဒီမှာ your computer နဲ့သွားမယ်ပြီးရင်ကျွန်တော်ဒီမှာ jpeg နဲ့တိမ့်မယ်ဆိုရင်လည်း jpeg ပေါ့နော်ပြီးရင် photo ရဲ့ name ကိုပေးလို့ရတယ်ပြီးရင်ကျွန်တော်ဒီမှာ save လိုက်မယ်ဆိုရင်ဒီထဲမှာရောက်သွားမယ်ပေါ့နော် okay ဒါ photo quality ပါ ပြင် okay ပေးလိုက်ရင်ဒါတိန်းတဲ့ပုံစံမှာ okay လောက်ဆိုရင်အဲအားလုံးလောက်တက်လိုက်မယ်လို့မျှော်လင့်ပါရတယ်အကျိုးရှိမယ်လို့လည်းမျှော်လင့်ပါရတယ်အားလုံးကျေးဇူးတင်ပါတယ်ခင်ဗျာ